ကဲကျမရဲ့ healthy lifestyle ပရိသတ်ကြီးကိုအခုပြောပြခြင်းနဲ့တည်င်းရတော့ဗောနော်ဘူးလေးရဖြစ်ဦးစက်မှာဘာဖြစ်လို့လဲဆိုတော့မလင်တန်းတင်ခံနေရတဲ့သခိုင်းနဲ့မန္တလေးမှာမိုးနဲ့လေပါထပ်ပြီးတော့ပြည်သူလူထုဘက်ကိုမကြည့်ပဲဗောနော်ဒုက္ခပေးနေတယ်ပဲဖြစ်ပါတယ်ဆိုတော့အင်အားပြည့်ကလင်တန်းကိုအလူးလဲခံနေရတဲ့သခိုင်းနဲ့မန္တလေးမှာဒီကနေ့ဧပြီလ9ရက်နေ့ညဦးပိုင်းည8နာရီလောက်မှာမိုးနဲ့လေတဲထပ်သွားရွာသွန်းရရှိကြောင်းသိရပါတယ်လူပေါင်း3000ဝန်းကျင်လောက် ်အကွယ်လွန်သွားပြီးတော့တိုက်တာအဆောက်အဦတွေနောက်ဖျားစီတီနဲ့တာသနိကအဆောက်အဦတွေအများများပြည်စီဆုံးရှုံးခဲ့ရတဲ့ဒီအားပြင်းကလေးတန်းကြောင့်မို့လို့ပြည်သူတွေအများကြီးဒုက္ခဝင်နေတဲ့အချိန်မှာပဲအခုလိုမျိုးပဲမိုးနဲ့လေအားထပ်ပြီးတော့အသေးအတန်ရွာနေချင်းအလေးတိုက်တာထန်နေချင်းတဲ့ပေါ့နော်ရင်းနှစ်သူကိုဝါကူထိုးနေပါတယ်ဆိုတော့အာဒီမန္တလေးမြို့ခံလေးသခိုင်းဒေသခံလေးပြောတာတော့မိုးရောလေရောတော်တော်ကိုတသဲမဲရွာတယ်လို့ပေါ့နော်ပြောထားပါတယ် တော့မတ်လ28ရက်နေ့နေ့လယ်ပိုင်းအားလှုပ်ခတ်ခဲ့တဲ့အဲပြင်အားပြင်အားပေါ့နော်ဒီခုနှစ်တသမာခုနှစ်အစဉ်ရှိတဲ့အင်အားပြင်းကလေးကြောင့်မလို့သခိုင်မန္တလေးနေပြည်တော်ကောင်းစင်တဲ့မြေပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင်ဒေသတချို့မှာလူပေါင်း3000ဝန်းကျင်လောက်ကွယ်လွန်နေကြကြောင်းလည်းဒီနိုင်ငံတကာစစ်တမ်းတွေအများသိရပါဗျ။ အခုလက်ရှိမှာတော့နိုင်ငံတော်အစိုးရဟာငလေတန်းသင့်ဒေတာတွေကိုအရေးပေါ်အခြေအနေကြီးကြားထားပြီးတော့အရေးပေါ်ကုညီကယ်ဆယ်ရေးတွေဝိုင်းဝန်းလုံဆောင်နေတယ်လို့ပြောထားပါဗျ။ဒါပေမဲ့အဲကျမတို့ရဲ့မျက်မြင်ပါတော့ဗောနော်ဒီအစိုးရမဟုတ်ဘဲနဲ့ပြည်သူချင်းချင်းပဲကုညီကြကြအောင်လည်းတွေ့ရှိရပါတယ်။ဆိုတော့အခုကတော့ဗန္ဒလီမြို့ကန်တွေရောဒီစကိုင်းဒေတာကန်တွေရောဗောနော်အညာဘက်အိတ်တဲ့အချိန်မှာတော်တော်လေးဒုက္ခရောက်မဲ့အခြေအနေဗောနော်ဘာဖြစ်လဲဆိုတော့အဲအိမ်တွေကလည်းပြိုကျတယ်ပျက်စီးရယ်ဒါမှမဟုတ်လို့ရှိရင်လည်း အဲကြက်ခိုင်မှုအားမကောင်းလို့ပေါ့နော်အဲဒီလိုမျိုးခဏတစ်ဖြုတ်လမ်းပေးပါပဲခဏနေနေရတဲ့အချိန်ပါပဲအဲပို့ပြီးတော့ဆိုးရွားရတယ်ပေါ့နော်ဒီသဘာဝဘေးရည်တခုကထက်လာမဲ့ပုံစံမျိုးဖြစ်ပြနေတဲ့အတွက်ကြောင့်မျိုးပို့ပြီးတော့ဆိုးရိမ်နေရပေါ့နော်အစကလေးကစိတ်အခြေအနေမကောင်းပဲနဲ့အာဒီပေါ့နော်ဂလစ်ဒဏ်ကိုခံခဲ့ရတဲ့အတွက်ကြောင့်မျိုးစိတ်ထဲမှာလည်းစိတ်ကြမ်းပါရေးရအောင်နောက်လူရဲ့ပေါ့နော် စိတ်ထဲကအခြေအနေရောတော်တော်ကြီးကိုထိခိုက်ပျက်စီးနေတဲ့အချိန်မှာထပ်ပြီးတော့မိုးတဲ့လေယာဒုက္ခပေးတဲ့အခါကျတော့ပို့ပြီးတော့စိတ်ထိခိုက်ဖို့ပဲကြံပါတယ်။အဲဒီအတွက်ကြောင့်မလို့တကယ်လို့ဂလီတန် တဲ့တဲ့ဒေတာတွေကိုသွားပြီးတော့ကုမဲလူတွေဆိုလို့ရှိရင်လည်းတကယ်ကိုကလေးတဲ့တဲ့တဲ့ပြည်သူတွေကိုထိထိရရကူညီပေးဖို့တောင်းဆိုကြပါတယ်။ဘာလို့လဲဆိုတော့တချို့ကြတော့ငလေးတဲ့ပခန်းရပဲတဲ့ပေါ့နော်။တပိတကလာပြီးတော့ဒီကလေးတဲ့ခန်းရတယ်လို့ပြောပဲအလောက်စားနေတဲ့လူတွေလည်းရှိရဲ့။နောက်ပြီးတော့ဒီကလေးထန်းတဲ့တဲ့ပြည်သူတွေကိုလှူမယ်ဆိုပြီးတော့အကြောင်းပြချက်တဲ့လိန်စားနေတဲ့အဖွဲ့တွေလည်းရှိရဲ့။ဆိုတော့ထိထိရရကူညီကယ်ဆယ်ပေးဖို့အရေးကြီးတဲ့အကြောင်းကိုပြောချက်ပါတယ်ရှင်။ ။နောက်ပြီးတော့ကျမရဲ့ပရိသတ်တွေအကုန်လုံးလည်းအစစအရာကိုစိုက်ဖို့ပါကြပါတယ်။အကုန်လုံးပေးခဲ့လို့ကြပါသေးရှင်။